အားလုံးပဲမင်္ဂလာပါရှင်။ရောပရိသာ channel မှာကြိုဆိုလိုက်ပါရစေ။ရှင်ယွန်းရဲ့ကိုကိုကိုလည်းတနာပါအောင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်း၃ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုကိုကိုလည်းတနာပါအောင်အပိုင်း၃တွေ့တာတတ်တဲ့ကျမစိတ်ရှုပ်ထွေးနေတဲ့အခါတယောက်တည်းတိတ်တိတ်လေးနေရတာကိုသဘောကျတယ်။နားနယ်ပေးပါဆိုပြီးဘသူ့ကိုမှယင်ဖွင့်မပြခြင်းသလိုဘသူနဲ့မှလည်းမငင်းခုန်ခြင်းဘူး။ တိတ်ဆိတ်ငြိမ်သက်တဲ့အရက်မှာတယောက်တည်းရက်နေရတာကိုပဲဖြစ်ဖြစ်ဘသူမှမရှိတဲ့အရက်မှာငိုကြွေးနေရတာကိုပဲဖြစ်ဖြစ်ကျမသဘောကျတယ်။ချိန်တွေအများကြီးမှာတယောက်တည်းဖြတ်တန်းလာရတာတွေကြာလာတော့လူကြားသူကြားဆိုတိတ်ပြီးလဲမသွားတတ်မသွားကျင်လာတော့ဘူး။လူများတဲ့အရက်တွေထက် တိတ်ဆိတ်တဲ့နေရာတွေကိုပိုပြီးသဘောကျလာတယ်။ပွဲတော်တွေနဲ့စီကားနေတဲ့အရက်ထက်တောတောင်တွေနဲ့စိမ့်လန်းနေတဲ့အရက်ကိုခྱི་ထွက်ရတာကိုကြိုက်တယ်။ကိုတွေးကျင်ရတွေးပြီး ကိုငေးကျင်တာငေးပိုင်ခွင့်ရှိတဲ့ရက်တွေလေအဖော်ပါမှဘသူနဲ့မှဘသူရှိမှ မဟုတ်တော့ဘူးဘသူမှမရှိလေပိုပြီးလွတ်လပ်လေပဲရန်ကိုနာကျင်ရတဲ့ရက်တွေဆို မကင်ကျင်တဲ့ဖုန်းတွေကိုမကော်မခေါ်ဖြစ်တော့ဘူးစာနာပါဆိုပြီးဘလို့ပဲရင်ဖွင့်ရင်ဖွင့်တချို့ဒဏ်ရာတွေက လူတိုင်းနားတဲ့အောင် ရှင်းပြလို့မရဘူးလေကိုကိုတိုင်းခံစားမှုမှ နားလေတတ်ကြတာဒီအတွက်ဘသူကိုမှ ကိုနာကျင်နေပါတယ်လို့မပြောဖြစ်တော့ဘူး ဖုံးပိတ်ပြီးပဲဖြစ်ဖြစ် မီးတွေပိတ်ပြီးပဲဖြစ်ဖြစ်တယောက်ထဲတိတ်တိတ်သေးကြေကွဲနေရတာကိုပဲပိုပြီးနှစ်ချိုက်ပါတယ်အစင်ပြေလားလို့မေးတဲ့အခါအစင်ပြေပါတယ်ဆိုတဲ့သကလုံးလေးနဲ့မှုသာဝါဒတွေကျူးလွန်ပစ်လိုက်တယ်ရင်ဘတ်ထဲကိုမှမမြင်နိုင်တာကိုအစင်ပြေပါတယ်လို့ပြောလဲယုံတာပါပဲတယောက်ထဲနေရင်အထီးကျန်တက်လာတယ်ဆိုတာထက်တယောက်ထဲနေရင်ပျော်မွေ့တက်လာတာပါအယုံလွယ်တဲ့ကိုကို လင်းညာတွေနဲ့နာကျင်စေမဲ့လူတွေအဝေးမှာတဖြည်းဖြည်းပျော်မွေ့တက်လာတာပါဒါတွေကြောင့်ကျမတယောက်တည်းဖြစ်နေတဲ့အခါအထီးကျန်နေလားဆိုတဲ့မိကုံးတွေမမေးပါနဲ့ကျမတယောက်တည်းဆိုလဲပြောအောင်နေတတ်ပါတယ်ဘသူမှဒဏ်ရာတွေမပေးနိုင်တဲ့အရက်ကတွေ့တာတက်တဲ့ကျမအတွက်ပိုပြီးအဆင်ပြေတယ်လေမိမသားတို့အတွက်ရှင်ယွန်းတွေ့တာတက်လို့နဲ့ကျမဘသူမှမရှိတဲ့အရက်မှာတယောက်တည်းအထီးကျန်နေတာပဲသင်ပါတယ် ဘသူမှဒဏ်ရာမပေးနိုင်တော့ဘူးလေတိတ်ချစ်လွန်းလို့သူ့ကိုချစ်တယ်ဆိုတာထက်ပိုတဲ့ချစ်ချင်းမျိုးနဲ့ချစ်ခဲ့တာပါဘလောက်ထိ ချစ်လဲလို့မေးရင်ဘာနဲ့မှတော့နှိုင်းပြလို့မရဘူးတိတ်ချစ်တာပေါ်လို့ပဲဖြေတတ်တယ်ဘာကြောင့်ချစ်မိခဲ့လဲဆိုတဲ့အဖြေတွေမရှိဘူးဘလောက်ထိချစ်မှလဲဆိုတာတွေမသိဘူးကျမသိတာသူ့ကိုတိတ်ချစ်လွန်းခဲ့တာတော့သိတယ်လိန်နေမှန်းမသိအောင်ကျမ မတုံးမအားခဲ့ပါဘူးဒါပေမဲ့သူ့လိန်နေတဲ့အခါကျမငြိမ်ငြိမ်လေးပဲနားထောင်ဖြစ်တယ်။ဘာကြောင့်လဲလို့မေးရင် ကျမမှအပြေမရှိဘူး။လိန်နေမှန်းတိတိနဲ့တောင်းငြိမ်ပြီးခံနေရတဲ့အထိကျမကန်းနေမိတယ်ထင်တယ်။သူ့နေရာမှာတခြားတယောက်သာဆိုရင် ကျမဒီလိုနားထောင်ပြမှာမဟုတ်ဘူးဆိုတာတော့သိကြပါဗါး။အမားရေရှိလာတဲ့အခါခွလွတ်နေမိတော့မယ်လူပဲလေအမားနဲ့မကင်းပါဘူးဆိုတဲ့အတွေးနဲ့ အမတွေကိုတစ်ချိန်မကနှစ်ချိန်မက ကျမခွတ်လွတ်နေခဲ့မိတာအဲ့ဒီအရာကကျမကိုကျမမှားနေမှန်းသိပေမဲ့သူနဲ့ပတ်သက်လာရင် ပြင်လို့မရသေးဘူးကောင်းမှုအတွက်ဘေးကလူတွေပြောနေမှန်းသိပေမဲ့အဲ့ဒီလူတွေကိုပဲကိုကိုယ်တိုင်ကစန့်ကျင်နေမိတဲ့အထိသူ့ကိုကျမသိစ်ချက်ခဲ့တာဂတိတွေပေးတဲ့အခါညှော်လင့်ကြီးနဲ့စောင့်စားတယ်အဲ့ဒီဂတိတွေကဖြစ်မလာတဲ့အခါကိုပဲမျက်ရည်ကျရတယ် ထိပြင်သူ့ကိုစိတ်နာမိလားဆိုတော့စိတ်မနာမိခဲ့ဘူးနောက်ထပ်ကတိတွေပေးလဲဆက်ပြီးယုံပြီးဆက်ပြီးမျောလင့်နေမိသေးတာပါပဲဖြစ်မလာမန်းတိတိနဲ့ပေါ့ဘာပဲဖြစ်ဖြစ်သူ့ကိုတိတ်ချစ်လွန်းလို့ကျမယူမိုက်နေမိတာတော့ဝန်ခံပါတယ်အဲ့ဒီအရာကကျမအမားဆိုရင်လဲကျမကြည်ကြည်နက်နက်ခံယူတယ်ဝိစုလဲထားလိုက်ပါကျမပြုံးပြုံးလေးဆက်မယ် ကျမချစ်နိုင်တဲ့အထိအတက်နိုင်ဆုံးဆက်ချစ်သွားမယ်။အ ਨੇ ဆုံးတော့ကိုကိုကိုမလိန်ညာခဲ့သလိုသူ့အပေါ်လည်းမလိန်ညာခဲ့ဘူး။သူ့ကိုတိတ်ချစ်လွန်းလို့သာ ကျမဆက်ပြီးရက်နေခဲ့တာပါ။တကယ်တမ်းကျတော့ပျော်ရတဲ့ရက်တွေထက်ငိုရတဲ့ညတွေက ပိုများမှန်းလူတိုင်းသိတယ်။မိမသားတို့တွေရှင်ယွန်းတိတ်ချစ်တယ်ဆိုတဲ့အနောက်မှာနာကျင်နေပါရဲ့နဲ့လဲဆက်ပြီးချစ်နေမိတယ်။ကျမယူနေမိတာ။ အိမ်ကိုလွမ်းနာတဲ့အမေကိုပူလွမ်းနာပါလူတွေကနီးလို့ရင်မမြင်တတ်ဘူးဆိုတာတကယ်မှန်တယ်အမေသမီးနဲ့အမေရဲ့စေတနာတွေမေတ္တာတွေကိုအလုံးစုံမမြင်နိုင်ခဲ့ဘူးအဝေးကြီးကို ရောက်တော့မှ သမီးမှာတတ်မိုးတွေသိလာရတာအမေကြော်ကျွေးတဲ့ကစွန်းရွက်ကြော်လေးပဲဖြစ်ဖြစ်ငပိရီလေးပဲဖြစ်ဖြစ်ဒီတစ်ခါပြန်လာဖြစ်ရင်ဘာတစ်ခုမှကြီးမများတော့ဘူးအမေချက်ကျွေးတဲ့ဟင်းမှန်သမျှအကုံစားမှာအဝေးမှာဘလောက်စားကောင်းတောက်ကောင်းတွေပဲဖြစ်ဖြစ် အမေချက်တဲ့ဟင်းတွေလောက်သမီးအရသာမတွေ့ဘူးခောက်ဆဲပြုံးနဲ့တနက်ပြီးခဲ့တဲ့ရက်တွေကျောက်ကျော်နဲ့တနက်ပြီးခဲ့တဲ့ရက်တွေမှာအိမ်ကထမင်းဝိုင်းလေးကိုလည်းပြန်ပြီးလွမ်းတက်လာခဲ့တယ်အမေကလည်းဒီရွယ်ကြီးရောက်နေပြီးစိတ်ပူနေတုန်းဆိုပြီးစိတ်ဆိုးခဲ့မိတာတွေအတွက်လဲသမီးနောင်နာတွေရနေပါပြီအခုသမီးရောက်တဲ့အရက်မှာဘသူမှသမီးကိုဂယုမဆိုင်ကြသလိုသမီးကိုဘသူမှစိတ်မပူပေးကြဘူးအမေသမီးကိုစိတ်ပူပေးပါအောင် နေထိုင်မကောင်းဖြစ်တဲ့အခါအမေရင်ငွေနွေးနွေးလေးကိုတာမန်ထပ်ပို့ပြီးလွှမ်းမိတဲ့အမေခောက်ဆွဲပြုတ်စားမလားစံပြုတ်စားမလားအမေမေးခဲ့တယ်လို့ဘသူမှမေးဖို့မရကြဘူးခောက်ဆွဲပြုတ်စားမလားစံပြုတ်စားမလားအမေမေးခဲ့တယ်လို့ဘသူမှမေးဖို့မရကြဘူးတခါဒီရန်ကိုနေမကောင်းဖြစ်နေမှန်းအောင်မသိကြဘူးကိုပူလေးတဖွာဖွာစမ်းပြီးဘယ်နေရာနာလဲဘယ်နေရာကြိုက်လဲအမေတဖွာဖွာမေးပါအောင် အမေပြုံးတွေအောက်မှာသမီးယောဂါတွေတက်တာတဲ့အမေနောက်ဆိုသမီးမဆိုးတော့ဘူးအမေအဝေးရောက်လေးလေးတံမိုးပိုတိလာလေးလေးပါပဲအိမ်တဲ့မိနေတဲ့အချိန်ဆိုတာမရှိပါဘူးပြန်တန်းတရင်မပြန်နိုင်ခဲ့လို့ပိုလွှမ်းရတဲ့ရက်တွေပဲရှိတာပါဒီတစ်ခါအမေစီပြန်ရောက်တဲ့အခါအမေကိုအကြကြီးဖတ်ထားပြီးအမေကိုလွမ်းတဲ့အကြောင်းတွေအများကြီးပြောကျင်နေအမေတစ်ခါတည်းရန်ကိုအထီးကျန်တာပဲ ကို့နာရက်နေတဲ့လူတွေအထဲမှာကို့ပေါ်မကောင်းတဲ့လူတွေလည်းအများကြီးပါတယ်။အမေဆုံးမခဲ့ဘူးသလိုပါပဲဘသူအပေါ်မဆိုမေတ္တာထားပြီးပဲဆက်ဆံပါတယ်။ဒါပေမဲ့မေတ္တာတွေ ပြန်မရဘူးအမေ။ကို့မေတ္တာထားသလောက်ပြန်ပြီးစော်ကားကျင်ကြတဲ့လူတွေကြီးပါပဲ။တခါတရံတမိရန်ကိုနာကျင်ရပါတယ်။ဒီတခါအိမ်ပြန်လာဖြစ်တဲ့အခါကျရင် အမေနဲ့စကားတွေအများကြီးပြောပြီးအမေပြုံးတွေတဝကြီးထိုင်ကြည့်ချင်သေးတယ် အမေကျမ်းမာပါစေနော်အမေမိမသားတို့တွင်ရှင်ယွန်းအိမ်ကိုလွမ်းလိုက်တယ်လို့ပြောလိုက်ပေမဲ့တကယ်လွမ်းနေမိတာအမေကိုပါမိသားရှိရင်ဆိုတဲ့အတွေ့နဲ့ခဏခဏဝမ်းနေရတယ်ဘယ်အရာမဆိုပိုင်ဆိုင်တုံးမှတမိုးထားပါလွယ်လွယ်လေးပေးလိုက်မိခဲ့တယ်ထင်တယ်ကိုရဲ့မေတ္တာတမိုးထားရကောင်းမှန်းမသိတော့ဘူးတွေ့ကျင်ပါတယ်လို့ပြောတဲ့အခါတိုင်းကိုဘက်ကပြေးတွေ့ခဲ့မိလို့ထင်တယ်တွေ့ဆုံခြင်းတိုင်းကမနှွေးထွေးတော့ဘူး အဆင်မပြေဘူးလို့မဟခင် ကိုဘက်ကအရာရာအဆင်သင့်ဖြစ်နေခဲ့လို့ထင်တယ်။ကျေးဇူးတင်ပါတယ် ပြောဖို့တတိမရတော့ဘူး။ဂယူဆိုင်တက်သူတယောက်ရဲ့ပြန်ပြီးဂယူဆိုင်ခံကျင်တဲ့စိတ်ကိုလူတွေကဖိလူရှူပြစ်လိုက်ကြတာလေ။အဆင်မပြေမှုအလုံးကိုနားထောင်ပေးခဲ့ဘူးတဲ့။ပြီးတော့နှစ်သိမ့်ပေးခဲ့ဘူးတဲ့။ဒါပေမဲ့ကိုအလှဲကြတော့ဘသူကမှရှိမနေတတ်တော့ဘူး။ သူရင်ကျက်နေတာပဲဆိုပြီးလွယ်လွယ်လေးတွေပြီးအားပေးဖို့မလိုပါဘူးလို့လွယ်လွယ်လေးဆုံးဖြတ်လိုက်ကြတာတကယ်ကိုမှားပါတယ်။အားပေးတတ်ဆုံးသူရဲ့ရင်မှာဒဏ်ရာတွေအများဆုံးရှိနေတတ်တာပါ။လူတိုင်းကိုစာနာဖို့ကြိုးစားရင်လူတိုင်းရဲ့ဒဏ်ရာတွေကိုရင်ဘတ်ထဲမှာတင်ထားပြီးနေတတ်ကြသူတွေပေါ့။ကြောက်အောင်နေတတ်ဖို့ဆိုတာဝေး။တကယ်တော့သူကိုယ်တိုင်ကလည်းသူ့လိုစာနာနားလည်ပေးတတ်တဲ့လက်တစုံကိုလိုအပ်တတ်ကြပါတယ်။လက်လျူမရှုမပြစ်လိုက်ပါနဲ့။ ကိုတော့နာကျင်ခံစားတတ်သေးရင်သူလဲလူ နာကျင်ခံစားစရာတွေတော့ရှိမှာပဲဆိုပြီးကိုချင်းစာပေးတတ်ပါအလျှော့ပေးတိုင်းအနိုင်ယူဖို့မဟုတ်ဘူးလေလောကမှာကိုကိုဂယူဆိုင်ကျင်လာတဲ့သူနဲ့တွေ့ရင် ကိုဘက်ကလည်းပြန်ပြီးဂယူဆိုင်ပေးပါသူရင်ထဲမှာလည်းကိုမသိမမြင်နိုင်တဲ့ဒဏ်ရာတွေအများကြီးရှိနေနိုင်တယ်လေကိုပေါ်စေတနာတွေထားတဲ့သူပေါ်ပြန်ပြီးတိတက်ဖေးဖို့မမေ့ပါနဲ့ ရာရာမှာသူ့တံမိုးနဲ့သူဆိုတာရှိပါတယ်အဲ့ဒီတံမိုးတွေကို ကိုပိုင်ဆိုင်နှုံးမှာတည်နေဖို့လိုသလိုတံမိုးထားတတ်ဖို့လည်းလိုပါတယ်အဝေးကြီးရောက်သွားမှ ပြန်ပြီးလွမ်းစွန့်နေရတာမျိုးပြန်ပြီးတောင်းတနေရတာမျိုးတွေမဖြစ်စေခြင်းဘူးလူတွေဆိုတာက ရှိနေတဲ့အရာကိုတံမိုးထားဖို့ထက်ရမလာသေးတဲ့အရာကိုပို့ပြီးမတ်မောတတ်ကြတယ်ပြီးတော့မှသာ ဆုံးရှုံးရလေခြင်းဆိုတဲ့အတွင်းနဲ့နောင်တတွေရနေတတ်တာလေအဲ့လိုလူတွေထဲမှာ ိုမပါသွားစေခြင်းဘူးမိမသားတို့တွေရှင်ယွန်းငါပလိုင်းထဲကဖာဘယ်ချိန်ထရရရရဲဆိုပြီးမထင်ပါနဲ့ကျမကလူလေရှင်ပလိုင်းထဲကခုံထွက်ခြင်းခုံထွက်မိမှာလူတွေကလွယ်လွယ်လေးရရင်တန်မိုးမထားကြဘူးလေလွယ်လွယ်ရရင်လူတွေကတန်မိုးထရကောင်းမှန်းနားမလဲကြတော့ဘူးအဲ့ဒီအထဲမှာအချစ်နဲ့စေတနာတွေထိတ်ဆုံးကပါတယ် ကိုကလိုမယ်ထင်လို့ပေးလိုက်ပေမဲ့တစ်ဖက်ကပေါနေလို့ပေးတယ်လို့လွယ်လွယ်လေးသဘောထားလိုက်ကြတာလေတတ်မိုးရှိပါလားတတ်မိုးထားရမှာပါလို့မတွေးမိတော့ဘူးဒါပေမဲ့ဝမ်းမနေပါနဲ့ကိုမြတ်တာတွေစစ်မှန်ရင်တနေ့ကျရင် ရောင်ပြန်လာမှာပါရောင်ပြန်လာမယ်ဆိုတာကိုပေးလိုက်တဲ့လူစီကနေပြန်ပြီးတံပြန်လာလိမ့်မယ်လို့တော့တထစ်ချကြီးမတွေးစီခြင်းဘူးတေချာပေါက်တံပြန်လာပါလိမ့်မယ်ကိုပေးလိုက်တဲ့လူစီကဖြစ်ချင်မှဖြစ်မှာပေါ့ လူတွေကိုတခုတော့သိစေခြင်းနဲ့အကူအညီပေးလိုက်တဲ့ဆိုတိုင်းအရန်ကိုအစဉ်ပြေနေလို့မဟုတ်ပဲတခါတလေကိုကိုယ်တိုင်ဒုက္ခဖြစ်ခံပြီးကူညီပေးလိုက်တာတွေမှအများကြီးပါ ကိုကသူအစဉ်ပြေပါစေတော့ဆိုပြီးကူညီလိုက်ပေမဲ့နောက်ဆုံးတကယ်အစဉ်မပြေဖြစ်သွားတာကကိုကိုယ်တိုင် ဖြစ်သွားတယ်ဆိုတဲ့စကားတိတ်ကိုမှန်ပါတယ်အဲ့လိုပုံစံမျိုးနဲ့ဘဝမှာခက်ခဲရပါအောင်လဲတော်တော်လေးကိုများနေပါပြီအချစ် ဒီတခုဟာပို့ဆိုတယ်မာနရေချပြီးချစ်ပြစ်လိုက်တာ သူမှသူဖြစ်တဲ့အထိချစ်ပြစ်လိုက်ကြတာပေါ့နောက်ဆုံးကိုဆိုရာသူကယူမဆိုင်လဲအနာနာရှိနေမှာပဲဆိုပြီးလွယ်လွယ်လေးတွေးပြစ်လိုက်ကြတယ်လေသူအတွက်ကိုကတမိုးတားပေးဖို့မလိုတော့ဘူးဆိုလို့လွယ်လွယ်လေးတွေးပြစ်လိုက်တာပေါ့သူ့ဘက်စမခေါ်လဲကိုကလာပြီးခေါ်လာလိမ့်မယ်ကိုစိတ်ဆိုးနေလဲအလိုလိုစိတ်ကောက်ပြေးသွားလိမ့်မယ်ဆိုပြီးသူ့ကောင်းနဲ့ဆွဲသွားခဲ့တာ နောက်ဆုံးကို့တွေးနဲ့ကို ကိုပဲနာကျင်ရတာပါပဲ။ဘသူမှားလဲလို့တွေးတဲ့အခါပေါပေါပဲပဲပေးခဲ့မိတဲ့ကိုပဲမှားတာပေါ့။နောက်ဆိုဒီထက်ပိုပြီးစင်ကျင်မှရတော့မယ်။ကိုဘလောက်ပဲချစ်နေပါစေကိုချစ်တာရဲ့တဝက်လောက်ပဲပြတော့မယ်။ကိုဘလောက်ပဲတနာနေပါရဲတကယ်ခက်ခဲမှပဲကူညီပေးတော့မယ်။လူတွေကလွယ်လွယ်လေးရရင်တံမိုးမထားတတ်ကြဘူးလေမိမသားတို့တွေရှင်ယွန်း ပေါ်ပေါ်ပဲပဲပေးမိတဲ့ကိုပဲမှားနေတာပါတမူးမထားတဲ့သူမမှားဘူးနောက်ဆိုဒီထက်ပိုပြီးစင်ကြင်မှရတော့မယ်မိမသားပဲလေဆိုပြီးပျော့ညံ့နေလို့မရဘူးငါကမိမသားပဲလေဆိုပြီးပျော့ညံ့ပြစ်လိုက်လို့မရဘူးငါကမိန်းကလေးပဲလေဆိုပြီးကိုကိုကိုတိမ်ငယ်နေလို့လည်းမဖြစ်သေးဘူးတခါတလေမှာမိန်းကလေးတွေက လောကဒဏ်ကိုပိုပြီးရင်ဆိုင်ရတတ်တယ်လို့ပိုပြီးတမ်းမာပြရတယ် ျမလည်းမိန်းကလေးတယောက်ပါအားမငယ်တတ်ဘူးမဟုတ်ဘူးအားငယ်တတ်ပါတယ်ဒါပေမဲ့ကိုအားငယ်နေတဲ့အကြောင်းတွေဘသူ့ကိုမှ မသိစေမမြင်စေခြင်းဘူးလျှို့ဝှက်ထားတယ်ကိုကိုကိုတန်မာအောင်နေတယ်နောက်ဆုံးပြိုလဲကျချင်နေရင်တော့ဘသူမှမမြင်တဲ့တစ်ဖက်မှာမှကျမအားရပါရငိုချပြစ်လိုက်တယ်ဒါကျမကျင့်သုံးနေတဲ့နီလန်းလေးတစ်ခုပဲမိန်းကလေးပဲလေလှကျင်ပကျင်စိတ်လေးတော့ရှိတယ် ဒါပေမဲ့တိတ်ပြီးနူးနူးရွရွရလေးတော့မနေတတ်မထိုင်တတ်ဘူးမိန်းကလေးတိတ်မဆန်တဲ့မိန်းကလေးတယောက်ပေါ့အိမ်မူးကိစ္စတွေထက်စီးပွားရေးလုပ်ရမှာကိုပိုပြီးစိတ်ဝင်စားတယ်ဒါကယောက်ျားတွေလုပ်ရမှာပဲလင်ကောင်းတားကောင်းရရင်အိမ်မှာပဲနေပြီးအိမ်မူးကိစ္စတွေလုပ်ရမယ်လို့မိန်းကလေးတွေကိုမတွေးစေချင်တော့ဘူးယောက်ျားတွေနဲ့ရင်မောင်တန်းနေရမယ့်အခက်ကိုရောက်နေပြီလေအိမ်ထဲမှာနေကိုရီးယားကားလေးကြည့်ပြီးယောက်ျားလာတာကိုထိုင်မျောနေရမယ်မိန်းမသားတွေနေတဲ့ခင်မဟုတ်တော့ဘူး ိမ်နောင်ရေးဆိုတာလူနှစ်ယောက်ရဲ့ဘဝကို ပေါင်းစည်းတာလို့ပဲကျမတော့မြင်တယ်။လူတစ်ယောက်ရဲ့ဘဝကိုနောက်တစ်ယောက်ကထိန်းချုပ်နေတာချုပ်ကင်နေတာကအိမ်ထောင်ရေးမဟုတ်တော့ဘူး။သူ့မှာလည်းသူ့အိမ်မက်တွေရှိသလိုကို့မှာလည်းကို့အိမ်မက်တွေဆက်ပြီးရှိနေရမယ်လေ။ငါကမိန်းကလေးပဲလေ ဆိုပြီးကြော်ညံပစ်လိုက်တာနဲ့ကို့မှာမှီစရာပခုံးတစ်ခုတော့လိုအပ်လာခဲ့ပြီလေ။အဲ့ဒီပခုံးကကို့မျက်ရည်တွေကိုတုပ်ပြီးစာနာနားလည်ပေးနိုင်ရင်တော်သေးပေမဲ့ ကိုအားကိုတကြီးမိလိုက်တဲ့ခုံးကအပူတွေထပ်ပြီးပေးလာတဲ့အခါအားနှဲ့တက်တဲ့မိမသားမှထပ်ပြီးအပူများရတာပဲလောကကမျက်ရည်တအားလောကကမျက်လက်တအားဆန်နေအခုကောင်းကျင်ကောင်းနေပေမဲ့နောက်ကောင်းကျင်မှကောင်းတော့တာမျိုးအဲဒါကြောင့်ဘယ်ပခုံးကိုမှမယုံစားပါနဲ့ငါမိမသားဒါပေမဲ့ကိုချစ်တော့ပေါ်ကိုရက်တီမဲဆိုတဲ့စိတ်နဲ့ပဲရှင်သန်ပါအသက်ရှင်ပါ ပြတ်သားတဲ့မိန်းမကအချင်းချင်းအခါခါနာကျင်ရတယ်လို့အချင်းချင်းအခါခါတေးရတတ်တယ်။တေးတယ်ဆိုတာအသက်ရှူရက်သွားမှနှလုံးခုန်တွေနှလုံးခုန်နှုံးတွေရက်သွားမှတေးသွားတာမဟုတ်ပါဘူး။အသက်တွေရှူနေပါလျက်ငါဘာကြောင့်အသက်ရှင်နေတယ်လဲဆိုတာမသိတော့ရင်ဆက်ပြီးရှင်သန်နေရတဲ့ရည်ရွယ်ချက်တွေမဲ့သွားတဲ့အခါလဲလူတယောက်အသက်ပဲရှင်နေတော့တာသူ့ဘဝတွေရှင်မလာတတ်တော့ဘူး။ ဒါကြောင့်ငါကမိန်ကလေးပဲဆိုတဲ့စိတ်နဲ့ပျော်ညံ့ဖို့မတွေးနဲ့လိုအပ်တဲ့အခါယောက်ျားသားတွေထက်ပိုပြီးတမ်းမာပြရတယ်။မိန်းမသားတို့တွေရှင်ရော။နောင်နာကင်းတဲ့သူဖြစ်ခြင်းနဲ့ကို့အပေါ်ကောင်းမှကို့ပြန်ကောင်းတာမဟုတ်ဘူး။ကို့အပေါ်မကောင်းမင်မဲ့ကို့အတက်နိုင်ဆုံးကောင်းအောင်နေပါတယ်။တချို့လူတွေကကို့အပေါ်မကောင်းမဲကိုကပဲကောင်းနေရင် ကိုကရှုံးတယ်လို့ထင်တတ်ကြတယ်။တကယ်တော့ကို့ဘက်ကဘယ်တော့မှမရှုံးဘူး။ တကယ်တော့ကိုတန်မိုးကိုမသိတဲ့သူတွေပဲရှုံးသွားတာပါကိုပေါ်မကောင်းမှန်းသိရနဲ့ကိုကောင်းနေတယ်ဆိုတာတကယ်တော့ကိုလိပ်ပြာကိုလုံချင်လို့ပါလူဘဝဆိုတာခဏအလေလာရတဲ့နေရာပဲလေချိန်တန်တဲ့အခါအရာရာကိုလွှတ်ချပြီးကိုကလက်ပလာနဲ့ပြန်သွားရမှာဒါမှမဟုတ်ကိုကိုထားရခဲ့တဲ့လူတွေကိုငေးပြီးကိုကကြံရင်ကြံရခဲ့ရမှာဒါကိုပဲဘဝလို့ခေါ်တာပါဘယ်ရာကိုမှကိုပိုင်တယ်လို့ပြောလို့မရဘူးနောင်တတွေကိုလည်းမပိုင်ခြင်းဘူး ကိုဘကအတက်နိုင်ဆုံးကောင်းခဲ့ပါလားဆိုတဲ့အတွေ့နဲ့ကိုလိပ်ပြာကုလုံးခြင်းနဲ့ဘာကြောင့်ပဲလန်းခွဲလန်းခွဲကိုဘကအတက်နိုင်ဆုံးဖြူစင်ခဲ့တာပဲလေဆိုတဲ့စိတ်လေးနဲ့နောင်တလေးကင်းခြင်းနဲ့တစ်ဖက်ကကိုစေတနာတွေကို နားလည်ခဲ့သည်ဖြစ်စေနားမလည်ခဲ့ဘူးဖြစ်စေကိုကိုကိုအတက်နိုင်ဆုံးမလိမ္မညာပဲရှင်သန်ခြင်းတာပါပေးနိုင်တာတွေရှိတဲ့အခါတစ်ဖက်က ပြန်ပြီးတည်တက်ဖို့ညှော်လင့်ချက်ကြီးနဲ့ဘသူ့ကိုမှမပေးဘူးကိုပေးနိုင်တဲ့အရာကို စေတနာတန်တန်လေးပဲပေးလိုက်တယ် ငါသူ့ကိုကူညီပေးခဲ့ဘူးတာပဲဆိုတဲ့စိတ်နဲ့တစ်ဖက်ကိုဘယ်တော့မှလည်းဖိမနှင်းဘူးကိုအသက်ရှင်နေခြင်းအတွက်တူးတယောက်မပျော်ရရင်နေပါတစုံတယောက်မပျော်မရွှင်ဖြစ်နေတာမျိုးတော့မလိုချင်ဘူးဘဝဆိုတာတကယ်ကိုခဏလေးပါအဲ့ဒီခဏလေးရှင်သန်ရခြင်းလေးမှနောင်တရကင်းခြင်းနဲ့ကိုကြံခဲ့တဲ့အခါလဲလက်ပြလုံးလုံးနဲ့ကြံခဲ့ခြင်းနဲ့ကိုခြံခဲ့ရတဲ့အခါလဲနောက်ကြောလုံးလုံးနဲ့ခြံခဲ့ခြင်းနဲ့ဘဝ အရာအလုံးပြည့်ပြည့်စုံမှမဟုတ်ပါဘူး။နောင်တတွေกินနေရင်လည်းပြောရပါတယ်။မိမသားတို့တွေရှင်ယွန်းဘာမှပြင်မရတဲ့အချိန်မှရောက်လာတတ်တာကနောင်တလေ။နာကျင်ရတာကလွဲလို့ပြန်တန်းတနေရတာကလွဲလို့ဘာမှရှိမနေတော့ဘူး။လူနှစ်ယောက်ရေရှည်လက်တွဲခြင်းတဲ့အခါချစ်တက်ဖို့လိုတယ်။ချစ်တက်ဖို့လိုတယ်။ရေဆက်ရှိလို့ကြုံရတဲ့လူနှစ်ယောက်တွေ့ဆုံပြီးသွားလို့လမ်းခွဲခြင်းတွေမလိုချင်တော့တဲ့အခါ တယောက်နဲ့တယောက်ချစ်တတ်ဖို့လိုပါတယ်။မိန်းကလေးဘက်ကလည်းနားလည်မှုရှိပေးဖို့လိုသလိုယောက်ျားလေးဘက်ကလည်းချစ်တတ်ဖို့လိုပါတယ်။အမှန်တိုင်းပြောရရင်သစိမ့်နှစ်ဦးလေတယောက်နဲ့တယောက်စိတ်ချင်းလဲမတူတဲ့သစိမ့်နှစ်ဦးတယောက်နဲ့တယောက်ရေရှည်လက်တွဲတွားရေရှည်လက်တွဲတွားဖို့ဆိုရင်တော်တော်လေးကိုမလွယ်တဲ့အရာပါဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာတော့မဟုတ်ပါဘူး။ တောင်နဲ့တယောက်ချစ်လွန်းလို့ပါဆိုတဲ့ခေါင်းစဉ်အောက်မှာပြက်ဆဲသွားတဲ့သူတွေလည်းအများကြီးပါတယောက်နဲ့တယောက်မချစ်ဘူးလားဆိုရင် တကယ်ကိုချစ်ကြပါတယ်ဒါပေမဲ့တယောက်နဲ့တယောက်နားလည်ပေးဖို့တတိမရကြဘူးအဲ့လိုအတွဲက အစဉ်ပြေနေတဲ့အခါအရန်ကိုပြောစရာကောင်းပါတယ်ဒါပေမဲ့တယောက်ကို အစဉ်မပြေဖြစ်နေတဲ့အခါစိတ်ညစ်စရာဖြစ်သွားတဲ့တဲ့ချစ်ပဲချစ်တတ်ခဲ့တာလေနားလည်ဖို့တတိမရကြဘူး နောက်ကနောက်တစ်မျိုးကချစ်တင်းတလောက်လဲချစ်တယ်။နားလည်မှုရှိတင်းတလောက်လဲရှိပေမဲ့တယောက်နဲ့တယောက်မြုံကြည်ရဲကြဘူးပေါ့။ဒီနှစ်ယောက်ကတော့ပျော်ဖို့ဆိုတာထက်တယောက်နဲ့တယောက်ဆွတ်ဆွဲပြီးရံဖြစ်နေရတာပဲများပါတယ်။ပျော်စရာတွေကရှားတယ်။တကယ်တော့ချစ်ပင်မဲ့မြုံကြည်ရဲကြတဲ့အခါဖြစ်တတ်တဲ့အရာတွေပေါ့။အချစ်တစ်ခုမှပျော်ရွှင်ခြင်းနဲ့ရေရှည်လက်တွဲခြင်းနဲ့ဆိုရင်ချစ်တတ်ဖို့လိုပါတယ်။ဘလို့ချစ်ရမလဲဆိုရင်တော့ ကိုယ့်ဘက်ကချစ်တင်တဲ့လောက်လေးပဲချစ်ပြီးတားတင်တဲ့လောက်လေးအားတားတင်တဲ့လောက်လေးတားတဲ့ရတယ်။ကိုယ့်ဘက်ကအဆုံးစွန်ဒီချစ်ပြီးအရာလုံးကိုအလျှော့ပေးအလိုလိုက်ခဲ့ရင် နောက်တစ်ချိန်တင်အလိုမလိုက်နိုင်တော့တဲ့အခါသူ့ကိုအရင်လိုမချစ်တော့ဘူးဆိုတဲ့အထင်ရောက်သွားတတ်တယ်လေ။တယောက်နဲ့တယောက်ပွင့်လင်းပြီးတယောက်ပြက်သနာတယောက်နားထောင်ပေးတတ်ဖို့လဲလိုတယ်။အဲ့ဒါမှသာအော်သူဒီလိုအစင်မပြေနေတာပဲဆိုပြီးတစ်ဖက်ကစင်ကျင်တဲ့စင်ကျင်လို့ရမယ် အားပေးတဲ့အားပေးလို့ရမယ်လေမြုံကြည့်ဘူးဆိုရင်တော့ရှေ့ဆက်ပြီးလက်မတွဲတာအကောင်းဆုံးပဲရေရှည်လက်တွဲဖို့တွေးထားရင်တော့တယောက်နဲ့တယောက်ယုံတင်းတလောက်ယုံကြည်ပေးဖို့လိုအပ်တယ်လေသူငါးနောက်ွယ်မှာဖောက်ပြန်နေမှာလားဆိုတဲ့အတွေ့ကရန်ကုန်နာကျင်ဖို့ကောင်းတယ်လို့တန်နိယတွေရှိလာတဲ့အခါနှစ်ယောက်သားမျက်နှာချင်းဆိုင် ရှင်းသက်တဲ့အကျင့်လေးကိုမွေးပါတန်နိယဆိုတာထိန်ချန်ထားတာများရင်နောက်ပိုင်းပြဿနာတွေပိုများလာတတ်တယ်လေ လူနှယောက်ရေရှည်လက်တွဲကျင်တဲ့အခါချစ်တက်ဖို့လိုပါတယ်မိမသားတို့အတွက်ရှင်ယွန်းကိုညံ့လို့ကိုခံရတာပါနှစ်ဖက်တီးမှမြည်တဲ့လက်ခုပ်တွေမှာသူ့ဘက်ကကြီးနာကျင်ရသလိုပုံစံမျိုးတွေနဲ့ကိုကိုဗီလိန်ဇက်တွေတွင်းပစ်လိုက်တယ်လက်ခုပ်နှစ်ဖက်ဆိုတာပားရိုက်သလိုမျိုးပားတစ်ဖက်ထဲနာရတာမျိုးမဟုတ်ဘူးလေကိုဘက်လည်းအထိုက်လျောက်တော့နာကျင်ရတတ်ပါတယ်လူတို့ချို့ကအရန်ကိုဟန်ဆောင်ကောင်းကြတယ်ဆိုတာထပ်ပေါ်တယ် ဘွားကဇက်ခုံတစ်ခုဆိုရင်အကယ်ဒမီဆုတွေအော်စကာဆုတွေအားလုံးသိမ့်ပိုက်ယူနိုင်လောက်တဲ့အထိတော်ကြတယ်။သူတို့ကပဲနာကျင်အောင်လုပ်ပြီးကိုကပဲသူတို့ကို နာကျင်အောင်လုပ်ခဲ့တယ်လို့အရင်ဦးဆုံးမျက်ရည်ကျငိုပြတတ်ကြတာမျိုးလေ။ပြီးတော့အနီးနားမှာရက်ပြီးမြစ်တာထားတယ်လို့ပုံစံမျိုးနဲ့ရင်ဝကိုတက်တက်စောက်ကန်ခံရတဲ့အချိန်တွေလည်းအများကြီးပဲ။တစ်ဖက်သားရဲ့အမြင်ကကိုကပဲအပြစ်မရှိအပြစ်ရှာတယ်လို့ပုံစံမျိုးနဲ့ဒီကုန်းမှာမကောင်းတဲ့သူဖြစ်ရတာလဲကိုကပဲ။ ဘဝကမအေးအေးဝင်းစီစဉ်တဲ့ရုပ်ရှင်သာဆိုရင်မင်းသားအထိုးလဲခံရတယ်လို့ပြိတ္တပြိတ္တမုံတာလဲခံရတဲ့လူချမ်းလိုနေရာမျိုးပေါ့အမှန်တရားဖုံးဖိထားလို့မရပါဘူးအမှန်တရားဖုံးဖိထားလို့မရပါဘူးတနေ့နေ့တစ်ချိန်ချိန်ကြာရင် အမှန်တရားကပေါ်လာစမြဲပါတဲ့အဲ့ဒီစကားတွေကြတော့ဟာတိုင်ရင်မိတယ်သူကိုဘက်ကမှန်နေပါလျက်နဲ့ခံခဲ့ရတဲ့အချိန်ပေါင်းလဲများပြီလေ ဒီနေ့နေ့မှာပေါ်လာတတ်တဲ့အမှန်တရားကလည်းတခါတလေကျတော့ကိုယ့်ဘက်ကဘာမှ ဆုံးရှုံးစရာမကျန်တော့တဲ့အချိန်ကြမှတော်တော်နောက်ကျပြီးရောက်လာတတ်တာမျိုးလေတကယ်တော့လောကကြီးကမာယာမများဘူးကံတရားကလည်းမလဲစားဘူးလူတွေကသာအမားကိုအမှန်ထင်အောင် လုပ်ပြီးလောကကြီးပေါ်အပြစ်တွေပုံချပစ်လိုက်ကြတာသူ့သဘောသူဆောင်တဲ့လောကကြီးကကောင်းသူဆန်မကောင်းသူခန်းဆိုတဲ့လောကနိယာမအတိုင်းဆက်ပြီးလှက်ပတ်နေတော့မှာပဲ။ အခုတော့ကိုပေဖြစ်တုံးခံပါတယ်။နှစ်ဖက်တီးမှမြည်တဲ့လက်တွေချိတ်ချိတ်ချင်းမှုချိတ်မိခဲ့တဲ့အဖြစ်ပြက်တွေအားလုံးမှာကိုအလုံးစုံကြီးမမှန်ခဲ့ဘူးဆိုရင်တော့ကိုလိပ်ပြာကိုတော့လုံပါတယ်ဒါပေမဲ့အမားကိုအမှန်ထင်တတ်တဲ့ပတ်ဝန်းကျင်မှာဒဏ်ရာဒဏ်ချက်အများဆုံးနဲ့လူမုံအခံရဆုံး feeling အဖြစ်ဆက်ပြီးထင်နေကြတော့မယ်တစ်ဖက်လက်နဲ့ပြန်ကြည့်ရင်ကိုညံ့လို့ကိုခံခဲ့ရတာပါဟန်ဆောင်ကောင်းတဲ့လူအပြစ်မဟုတ်ဘူး ူလှုပ်ပြီးသူအရင်တိုင်ခဲ့တဲ့သူရဲ့အပြစ်လည်းမဟုတ်ဘူးကိုညံ့လို့ကိုခံခဲ့ရတာပါမိမသားတို့အတွက်ရှင်ယွန်းကိုကိုလိန်ညာသွားလို့လည်းအပြစ်မတင်တော့ဘူးကိုကအလိန်ခံရလောက်တဲ့အထီကိုတုံးအားနေခဲ့တာလေဟုတ်ကဲ့ပါရှင် စောင်းလေးတို့ဒီမှာပဲခေတ္တခဏရနာလိုက်ပြစေနော်နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာဖေးကင်းကြပါစေ